ေကတော့ရောက်နေအကိုကြီးတောင်မှဒါကိုကြီးလားညီလားမသိဘူးသူတောင်မှလှူခြင်းနဲ့စိတ်လေးလေသူ့မှာဖြစ်တယ်လေအော် pride အနေနဲ့လာလှူကြတယ်လာလှူကြတဲ့လူတွေပင်မနေမှာပဲမောနေမှာပဲငါရဲ့ရေကဲတုတ်လေး စားလိုက်ရတယ်ဆိုလို့သူအေဂျင့်သွားမှာပဲအဲ့ဒီစိတ်လေးတစ်ခုဖြစ်သွားတယ်ဆိုကြရတာသူ့မှာအဲ့ဒါအခုသူရသွားပြီပေါ့နော်လူတရားမှာတရားစလုံးတော့မတူနိုင်ဘူးလေအမပြောသလိုပေါ့နော်အခုနကပြောသလိုရှူတဲ့အရာကောင်းတဲ့ဆိုပေမဲ့လည်းအမပြောသလိုအခုအဲ့ဒီဂျားထဲမှာလည်းအဲ့ဒီဟာကိုခွင့်ရယူပြီးတော့အသုံးချတဲ့လူတွေရလည်းရှိမှာပဲကောင်းတဲ့စိတ်ရှိသလိုဆိုးတဲ့စိတ်လည်းရှိနေမှာပဲအကောင်းတဲ့အဆိုးကတော့ဒွန်တွန်းနေမှာပဲနေရာပဲသွားသွားအဖြူနဲ့အမဲရှိသလိုအကောင်းတဲ့အဆိုးကတော့ရှိမှာပဲ င်ပေးမှာထိခိုက်ဒဏ်ရာရတဲ့လူတွေကိုလိုအပ်တဲ့သွေးပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အဲ့လောက်ထိမချမ်းသာပါဘူးဒါပရိုက်တာအနေနဲ့ဆိုရလဲငွေရှိမှလုပ်နိုင်တာလေလူအင်အားငွေရှိမှလည်းလုပ်နိုင်တယ်ဒါပေမဲ့လှူကျင်တဲ့စိတ်လေးတစ်ခုရှိရဲ့ဟာဖြစ်တဲ့အတွက်နဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်အလှူတောက်ဖို့ပဲလိုတယ်စိတ်ထမ်းမှာတကယ်ကိုဖြူစင်ပြီးတော့ ဟိုလှူခြင်းနဲ့စစ်ကလေးဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်နည်းတာများတာမဟုတ်ပါဘူးကျွန်တော်လည်းတန်ကျွန်တော်တတ်နိုင်တဲ့လောက်ကျွန်တော်လှူတယ်အဲပြီးရတဲ့ခါဆိုလို့ရှိရင်လည်းဟိုမြေပြင်ထိကျွန်တော်မဆင်းနိုင်ပြင်မဲ့လည်းဒီဘက်ကဟိုလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်ဝယ်ပြီးတယ်အဲအချိန်အရစိန်သားတို့ပေါ့နော်အချိန်အရစိန်သားတို့သူတို့ကဒီအင်္ဂလိပ်ထိသွားမယ်ငန်းလေးစကိုင်းအင်္ဂလိပ်ထိသွားမယ်ဆိုတော့ကျွန်တော်အဲ့အရာတွေကိုလည်းဒီဘက်ကနေလိုအပ်တဲ့ဟာကိုကျွန်တော်ရဲ့အကိုလင်မယားအလှူမှာလိုက်ပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့လုပ်ပြီးတယ်အဲ့တော့ကိုတတ်နိုင်တဲ့ဟာပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကလေအခုကျွန်တော်တို့ဒီငလီမြန်မာနိုင်ငံမှာတခုအား ဘယ်လိုပြောမလဲဟိုတကယ်ချီချူးမကောင်းတာဆိုတာတခုခုသဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်တခုခုဖြစ်ပြီဆိုလို့ရှိရင်အကုန်လုံးကလေလူကျင်တဲ့စိတ်လေးတည်းမြန်မာနိုင်ငံမှာဒီတိုင်းတဲ့လူတွေတော်တော်များများဒါပေါများတယ်လို့တော့ပြောလို့မရဘူးเนาะလူကျင်လူကျင်တဲ့စိတ်တွေပေါများတယ်ဟိုလောက်ပေးကျင်တဲ့ဟာတွေကလည်းများတယ်ပေါ့လေအဲ့ဒါကိုတကယ်ကိုချီချူးမကောင်းပါတယ်အဲအဲ့တော့ဟိုနဲတာမှမဟုတ်ဘူးများတာမှမဟုတ်ဟိုတနည်းအားဆိုလို့ရှိရင်ကျွန်တော်တို့ဒါ ရမုံငွေဘောင်လုံးပဲသွားခံတယ်ကျွန်တော်တို့လို့ညာစင်းမှာကျွန်တော်အထူးလိုက်ခံတယ်အထူးလိုက်ခံတဲ့အချိန်မှာလည်းအဲ့လိုမျိုးဘေးမှာထိုင်နေတဲ့ဟိုဖဖတယောက်ကနေသူ့ရဲ့ပကံလေးတွေကနေထက်ပြီးတော့အထူးမွေလေးတွေကိုထည့်တယ်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်စိတ်လေးဘလောက်ထိရှိလဲပေါ့နော်အဲ့ဒါအဲ့ဒါတကယ်ကိုကြည့်ကြည့်ဖို့ကောင်းပါတယ်ပေါ့များများလူနိုင်တဲ့လူများများလူတယ်ဆိုတာလည်းတကယ်ကိုပီတိဖြစ်ရတယ်ဟုတ်လားအဲဘာမှမပြောနဲ့ဟိုရေခဲတော့ရောက်နေအကိုကြီးတောင်မှဒါကိုကြီးလားညီလားမသိဘူးသူ့တောင်မှလှူကျင်တဲ့စိတ်ကလေးလေသူ့မှာဖြစ်တယ်လေအော် ပရိုက်တာအနေနဲ့လာလူကြတယ်လာလူကြတဲ့လူတွေပင်မန်းနေမှာပဲမောနေမှာပဲငါရဲ့ရေကဲတုပ်လေးစားလိုက်ရတယ်ဆိုလို့သူအေဂျင့်သွားမှာပဲအဲ့စိတ်လေးတစ်ခုဖြစ်သွားတယ်ဆိုကြရတာသူ့မှာအဲ့ဒါအခုသူရသွားပြီပေါ့နော်ဒါကောင်းကောင်းတယ်လို့ပြောတာပေါ့နော်လူတရားမှာတရားစလုံးတော့မတူနိုင်ဘူးလေအမပြောသလိုပေါ့နော်အခုနကပြောသလိုရှူတဲ့အရာကောင်းတယ်ဆိုပေမဲ့လည်းအမပြောသလိုခုအဲ့ဂျားတဲ့မှာလည်းအဲ့ဟာကိုခွင့်ရင်းယူပြီးတော့အသုံးချတဲ့လူတွေရလည်းရှိမှာပဲအဲ့တော့ကျွန်တော်အရင်တုန်းကလည်းကျွန်တော်ဒီလူတွေမှာဖြေပါတယ်လူတရားလုံးကတရားစလုံးတော့စိတ်ချင်းတော့တူမှာတော့မဟုတ်ဘူး ကောင်းတဲ့စိတ်ရှိသလိုဆိုးတဲ့စိတ်လည်းရှိနေမှာပဲအကောင်းတဲ့အဆိုးကတော့ဒွန်တန်းနေမှာပဲနေရာပဲသွားသွားအဖြူနဲ့အမဲရှိသလိုအကောင်းတဲ့အဆိုးကတော့ရှိမှာပဲကျွန်တော်တို့မှလည်းအကောင်းရှိသလိုအဆိုးရှိမှာပဲဒါဆိုးတဲ့နေရာလည်းရှိမှာပဲကောင်းတဲ့နေရာလည်းရှိမှာပဲလူတိုင်းလူတိုင်းမှာအဲ့လိုရှိမှာပါဒါအခုချိန်မှာငလျင်ဘေးမှာဖြစ်သွားပြီပြပေါ်တော့ဟိုဖြစ်သွားပြီတဲ့အရာကိုတော့ဘာမှတာစီလို့တော့မရတော့ဘူးအဲ့တော့ဖြစ်သွားပြီတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဖြစ်လာမဲ့အန္တရာယ်တွေနောက်ဆက်တွဲဖြစ်လာမဲ့ကျန်းမာရေးတွေ အဲအခုဆိုလို့ရှိရင် writer အဖွဲ့တော်မများလဲသွားနေကြတယ်မြေပြိုဆင်းနေကြတယ်အဲ့တော့ writer အဖွဲ့တွေကိုလည်းကျွန်တော်မှားစင်ပါတယ်ကျမ်းမယူပြီးစိုက်ကြပါအဲအခုဆိုလို့ရှိရင်ကိုရင်မသိနိုင်တဲ့ဟိုအနေရည်ဆိုတာရှိလာမယ်ကိုရင်မသိကျမ်းမကြီးထိခိုက်မှုတွေကရှိလာမယ်အဲအဲ့ရပုံပါကိုလည်းဟိုတက်တိနားလဲတဲ့လူတွေစီကနေအကြံဉာဏ်ယူပြီးတော့ဒါယူစိုက်ကြပါလို့ပြောချင်ပါတယ်